အားလုံးပဲသခင်ယေရှုခရစ်တော်ဖခင်ရဲ့နာမအဖြစ်မင်္ဂလာပါလို့ညခွန်ဆက်သက်လိုပါတယ်ဒီပတ်ဟာကလေးများနေ့ဖြစ်တဲ့အတွက်ကလေးများနေ့အတွက်ဒေသနာအဖြစ်အနေငယ်ညကပတ်တော်တပိုက်အဖြစ်ဆင်ခြင်ခွန်အားပေးလိုပါတယ်ညကပတ်တော်အတွက် ရှေ့ဥစွာခဏလောက်စက္ကန့်ဆွတ်တောင်းကြရအောင်ဂျေဇူးမြတ်တော်ရရှင်ဖဖျားဝရှင်ရဲ့ဂျေဇူးတော်ကိုထူးပင်ချီးမွမ်းပါ၏ဒီပဟာခလေးများနေဖြစ်တဲ့အတွက်မိဘများနေခလေးများကြမှာရှစ်တင်သောစိတ်နေသဘောထားတော်တဲ့ဆုံးမမှုများအရာများအတွေ့ဝေင့ဖော်ပြလိုပါလေ။ နှုတ်ကပတ်တော်ကိုကောင်းချီးဖိတ်သိမ့်ပြပါ။ကြားနာကြမည်မိခင်ဖခင်ကလေးတင်ရဲ့အားလုံးတို့ရဲ့အသက်တာ၌ဝိညာဉ်မျက်စိအလင်းဝိညာဉ်နာဖွင့်ပေးတော်မူ၍အသက်တာ၌တည်ဆောက်စရာဖြစ်စေဖို့မာသဒနာတော်ပါမူ၏အကြောင်းအဖိုင်တပါရတတော်တခင်ယေရှုခရစ်တော်ဖျား၏မြတ်သောမဟာနာမဝင်ပြုလျက်ယုဒေလေးမြတ်စွာဘုရားဆွတ်တော်ဆက်ကပင့်ဖိတ်အတနာကံတောင်းလျှောက်ပါ၏။အာမင်။ ဒီနေ့နှုတ်ကပတ်တော်တပိုက်ကတော့တုတ်တန်ကျမ်းအခန်းကြီး29အငယ်35ဖြစ်ပါလေဘလို့ဖော်ပြထားသလဲကျိန်လုံးနှင့်ရိုက်ချင်းနှုတ်နှင့်ဆုံးမချင်းအဖြစ်ပညာအတက်ကိုတိုးပွားတိုက်ခလေးတူအားသူ့သဘောအတိုင်းနေစဉ်လင်အမိကိုအဆက်ခွဲတတ်၏ ဒီနေ့ဓမ္မမိတ်ဆွေမိဘတွေအားလုံးကိုဒီနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးလိုပါတယ်ဒီနေ့ကျွန်တော်ကျမတို့တန်သမီးတွေကိုချစ်တဲ့အခါမှာချစ်ရမရောက်ပဲနေရရောက်တဲ့မိဘတွေအများကြီးရှိပါတယ်ဒီနေ့ကျွန်တော်ကျမတန်သမီးတွေကိုချစ်တဲ့အခါမှာတကယ့်ကိုတန်ဖိုးရှိတဲ့အနာကကောင်းဆောင်များ ကောင်းကြီးခံစားရသော သားသမီးတွေဖြစ်ဖို့ရန်အတွက်ဒီအချက်တွေကို သိထားဖို့လိုအပ်ပါတယ်ပထမတစ်ချက်ကတော့မိဘကိုအရှက်ခွဲတဲ့သားသမီးမဖြစ်ဖို့ရန်အတွက်သားသမီးတွေကိုကြိမ်လုံးနဲ့ဆုံးမဖို့လိုအပ်ပါတယ်သားသမီးတွေကိုကြိမ်လုံးနဲ့ဆုံးမဖို့လိုအပ်ပါတယ် ဒါဟာကျွန်တော်ကျွန်တော်သဘောကျွန်တော်အာပေါ်ကျွန်တော်အတွေးခွန်နဲ့ကျွန်တော်ပြောတာမဟုတ်ပါဘူးနှုတ်ကပတ်တော်ဖော်ပြထားတဲ့အတိုင်းကိုခေါ်အားပေးလိုပါတယ်သုတ်တန်ကျမ်းခန်းကြီး23ငယ်23သူငယ်ကိုမဆုံးမပဲမနေနေကျိန်လုံးနည်းရိုက်တော်လဲသူဒီမသိကျိန်လုံးနည်းရိုက်၍သူဤအသက်ဝိညာဉ်ကိုမရဏနိုင်ငံမှကယ်နှုတ်ရမည်ကျိန်လုံး ဒီနှုတ်ကပတ်တော့တုံးထားတဲ့စကလုံးကကြိမ်လုံးယနေ့သာသမီတွေကိုဒုံနဲ့မဆုံးမရင်သာသမီတွေဟာမရဏနိုင်ငံကိုသွားရောက်နိုင်ပါတယ်သာသမီတွေကိုဆုံးမတဲ့အခါမှာလဲကြိမ်လုံးနဲ့ဆုံးမပေးရမှာဖြစ်ပါတယ်ကြိမ်လုံးကိုတုံးပြီးတော့တည်အောင်ရိုက်ဖို့မဟုတ်ပါဘူး ချိန်လုံးကိုတုံးချင်းအဖြစ်ကြောက်တက်တဲ့စိတ်နှလုံးသားဒီအရာဟာမန်ရာမာရာကိုခွဲခြားတတ်တဲ့စိတ်နှလုံးသားရှိဖို့ရန်အတွက်ချိန်လုံးကိုအသုံးပြုဖို့ရန်အတွက်နုကပတ်တော်ကဖော်ပြထားပါတယ်ဒုတိယတစ်ချက်နှုတ်နဲ့ဆုံးမခြင်းသာသမီတွေကို ဆုံးမတဲ့အခါမှာနှုတ်နဲ့လည်းဆုံးမဖို့လိုအပ်ပါတယ် တုတ်တန်ကျမ်းခန်းကြီး35ငယ်31-32အသက်နှင့်ရှင်သောဆုံးမချင်းစကားကိုနားထောင်တော်သူသည်ပညာရှိတို့နှင့်ပေါင်းဖော်ရသောအခွင့်ရှိ။ဆုံးမစကားကိုပေတော်သူသည်မိမိအသက်ဝိညာဉ်ကိုမထင်မဲ့မြင်ပြုရသောရောက်၏။သာသမီတွေကိုမဆုံးမပဲမနေနဲ့။သာသမီတွေကိုဆုံးမစကားပြောဖို့မမေ့ပါနဲ့။ သားသမီးတွေကိုနှုတ်အားဖြင့်တွင်တင်ဖို့လည်းမမေ့ပါနဲ့ဒါကြောင့်မို့ဒီနေ့ကျွန်တော်ဝင်ငှရှင်တဲ့နှုတ်ကပတ်တော်ရဲ့ကောင်းရှင်ကမိဘကိုအရှက်ခွဲတဲ့သားသမီးမဖြစ်ဖို့ရန်အတွက်အချက်နှစ်ချက်ပဲဖြစ်ပါတယ်ပထမတစ်ချက်ကတော့သားသမီးတွေကိုကျိန်လုံးနဲ့ဆုံးမဖို့လိုပါတယ်ဒုတိယတစ်ချက်သားသမီးတွေကိုနှုတ်ဖြင့် ဆုံးမဖို့လုပ်ပါတယ်။ဒါကြောင့်မလို့ယနေ့မိခင်ဖခင်တွေတာသမီတွေကို ဆုံးမဖို့လိုသလိုတာသမီတွေလည်းမိခင်ဖခင်ရဲ့ဇကားကိုနားထောင်ဖို့အထူးလိုအပ်ပါတယ်။ဒါကြောင့်မလို့နောက်ဆုံးတုတ်တန်ကြံခန်းကြီး16ငွေ29ဘလို့ဖော်ပြထားတယ်လေတာသမီအယောက်ရှိတိုင်းရှင်ကျင်နိုင်ဖို့လိုအပ်ပါတယ်။ တုတ်တကြံခန်းကြီး16ငယ်29ငတ်သားတွင်တင်သောသူဤစကားကိုနားမထောင်လင်ပညာတရားမှတင်လွဲချော်သွားလိမ့်မည်တွင်တင်သောသူရဲ့စကားကိုမှနားမထောင်တတ်ရင်ပညာတရားလမ်းမှ လွဲချော်သွားမည်လွဲသွားမည်ချော်သွားမည်ဒါကြောင့်မလို့ဒီနေ့ခလေးများနှစ်မှာမိခင်တွေ ဖခင်ဒီသားသမီးတွေကိုတွန်တင်ဆုံးမဖို့တောင်းဝန်ရှိတယ်လို့သားသမီးတွေအားလုံးဟာလေမိခင်ဖခင်ပညာရှိသူနည်းသူတွန်တင်ဆုံးမတော့သူရဲ့ဇကားကိုနားမထောင်ပဲမနေပါနဲ့ဒါကြောင့်မလို့တောင်းကိုစီကိုစီရှိတော့ကျွန်တော်မိဘများရဲ့တောင်းဝန်ရှိတယ်ကဲတော့ သားသမီးတွေရဲ့တာဝန်တွေရှိတယ်ဆိုတာကိုကျွန်တော်တို့အတူတူကဒီနှုတ်ကပတ်တော်ကိုဆင်ခြင်ခြင်းအဖြစ်မိဘကိုအရှက်ခွဲတဲ့သားသမီးတွေမဖြစ်ဖို့ရန်အတွက်မိဘတွေသားသမီးတွေကိုတုံ့တင်ဆုံးမဖို့တာဝန်ရှိသလိုသားသမီးတွေကလည်းမိဘစကားကိုနားထောင်တတ်ရတဲ့တာဝန်ရှိတယ်ဆိုတာကိုမမေ့ဖို့ရန်အတွက်အနေငယ်ခေါ်အားပေးလိုပါတယ်ကြားနိုင်ရသောနှုတ်ကပတ်တော်အပေါ်မှာဘုရားသခင်ဆက်လက် တာ၍ကောင်းချီးပေးပါစေ။အာမင်။